မြန်မာနိုင်ငံကဘယ်သူပိုင်တာလဲမြန်မာနိုင်ငံစတဲ့ပြည်ထောင်တဲ့လူကဘယ်သူလဲအဲ့ဒီမိခွန်တွေကိုဖိနိုင်ဖို့ရန်အတွက်ကျွန်တော်တမိုင်းချက်လေးတွေကိုပေးချလေးလေးလာထားမှအရာမှဖြစ်တယ်အရင်တော့ကလို့မဟုတ်တော့ဘဲနဲ့ကျွန်တော်တမိုင်းတွေကိုလေးလာချင်းနေစွန်တော့ Golden Library ခေါ်တဲ့ Google တွေလည်းရှိတယ် AI တွေမျိုးစုံလည်းပေါ်လာပြီဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့ဒီကျွန်တော်လေးလာတလောက်လေးတွေကို တမိုင်းစိတ်ဝင်စားတဲ့အလိုတွေအတွက်မြန်မာနိုင်ငံစတဲ့တီထောင်ချင်းရဲ့တမိုင်းအနစ်ချုပ်လေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံစတဲ့တီထောင်တဲ့အလိုဟာဘယ်သူလဲဆိုတော့မရှိဘူးမြန်မာနိုင်ငံစတဲ့တီထောင်တဲ့အလိုရဲ့နာမည်ကိုဘယ်သူမှဖော်နိုင်မှာမဟုတ်ဘူးအခုချိန်မှာမြန်မာတက်ဂရစ်ကနစ်ပေါင်း1300ကျော်ရှိနေပြီနစ်ပေါင်း1300ဒါပေမဲ့နစ်ပေါင်း1300နဲ့3000မတိုက်ခင်ကလေးကမြန်မာနိုင်ငံမှာလူသားတွေစာပြီးမှ နေထိုင်နေပြီးဒီသိပ္ပံပညာရှင်တို့ရဲ့လေးလာချက်တွေကတမိုင်းအချက်လက်လေးတွေတို့ထုတ်ပြနိုင်ခဲ့တယ်ဆိုတော့ဒီနစ်ပေါင်းတပေါင်းတုံးထောင်အကြောင်းရဲ့ကျွန်တော်ဒီနေ့မပြောဘဲနဲ့ modern history ခက်တိတမိုင်းကိုပဲခြေခံပြီးမှပြောသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံကိုစတဲ့တီထောင်တဲ့အလို့ဟာပြိုလိုမျိုးဖြစ်နေလို့ခံမှန်းရတယ်သူတို့က BC 400ဝန်းကျင်ကလေးကမြန်မာနိုင်ငံကိုစအဝင်ရောက်လာပြီးမှအဲဒီ1050အထိ သူတို့နေထိုင်တယ်ဆိုတော့တမိုင်းအချက်လက်လေးတွေကိုတမိုင်းကအာတတိယထောက်ထားနဲ့ချပြနိုင်ခဲ့တယ်။မြန်မာနိုင်ငံထဲမှာဒုတိယအဝင်ရောက်လာတဲ့လူမျိုးဟာအာရကန်လူမျိုးဖြစ်တဲ့အာရကန်ဆိုတာကရခိုင်လူမျိုးလို့ခေါ်တယ်။အဲဒီ980လောက်မှာအဲဒီ900ဝန်းကျင်လောက်မှာမြန်မာနိုင်ငံကိုစာပြီးဝင်ရောက်လာတယ်ဆိုတော့အခုကျွန်တော်ပြောပြတာတိုင်းပဲဒီ era history ဆိုတော့ခက်ဟောင်းတမိုင်း အဲ့ဒါလို့ကိုကျွန်တော်မပြောဘူးအဲ့ဒီချက်ကောင်းမှလည်းအာရခိုင်ရီအာရကန်လူမြန်မာနိုင်ငံထဲမှာရောက်နေပြီးသားဖြစ်တဲ့ဘာငင်အဲ့ဒါလို့ပို့တော့ကျွန်တော်ဒီနေ့မပြောဘဲနဲ့ဒီ modern history မှာရေးတဲ့အတိုင်းပဲကျွန်တော်ပြောမှဖြစ်ပါတယ်ဆိုအာကန်အာရကန်လူမျိုးတွေကအဲ့ဒီ980လောက်မှာမြန်မာနိုင်ငံကိုစာပေးဝင်ရောက်လာတဲ့မျိုးတွေတည်ထောင်တဲ့သူတို့မှလည်းဘယံလူရှိတယ်အုတ်ချုပ်တဲ့လူတွေရှိတယ်ယဉ်ကျေးမှုရှိတယ်အမှုရနေရှိတယ်ကိုးကွယ်တဲ့ဘာသာလူရှိတယ် မြန်မာနိုင်ငံကိုစပြီးဝင်ရောက်လာတဲ့တတိယအလိုမျိုးတွေကမွန်လိုမျိုးတွေဖြစ်တယ်လို့သမိုင်းကပြောတယ်မွန်လိုမျိုးတွေကအဲဒီ824မှာစပြီးမှဝင်ရောက်လာတယ် era history မှာတော့ BC 400မှာလည်းမွန်တွေရှိနေရှိပြီးပြီအမွန်တွေနေထိုင်ခဲ့ပြီးပြီလို့ပြောတဲ့လူတွေလည်းရှိတယ်ဒါမဲ့ဒီ modern history မှာမွန်လိုမျိုးတွေမြန်မာနိုင်ငံကိုဝင်ရောက်လာတာကအဲဒီ824ဝန်းကျင်ဖြစ်တယ် စတုတအဝင်ရောက်လာတဲ့လူမျိုးဟာမမာလူမျိုးတွေဖြစ်တယ်။သူတို့ကအဲဒီ900ဝန်းကျင်လောက်မှမြန်မာနိုင်ငံကိုစပြီးမှဝင်ရောက်လာတယ်။ဆိုတော့ဒီမြန်မာလူမျိုးတွေမဝင်ခင်မှာမြန်မာနိုင်ငံအတွင်းမှာဗီလိုမျိုးတွေရှိတယ်၊အာရကန်လူမျိုးတွေရှိတယ်၊အာမွန်လူမျိုးတွေရှိတယ်၊သူတို့ကိုအုပ်ချုပ်တဲ့အုပ်ချုပ်သူတွေရှိတယ်၊မျိုးတွေရှိတယ်၊ရင်ကြီးမှုတွေရှိတယ်၊ကိုးကွယ်ယုံကြည်မှုတွေရှိတယ်။အာကျွန်တော်တို့စာထဲမှာ မြန်မာနိုင်ငံကိုစတဲ့တည်ထောင်တဲ့အလို့ဟာအနော်ရထဖြစ်တယ်ဆိုပြီးမှစာထဲမှာကျွန်တော်သင်ရတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့အနော်ရထဆိုတဲ့လူတယောက်ကပကံမျိုးအနာတဝိုက်မှာရှိတဲ့လူမျိုးတွေနဲ့လူတွေနဲ့စစ်ပွဲဖြစ်တဲ့သူကအနိုင်ယူတယ်1044မှာ အနော်ရထကစတဲ့ပြီးမှအုပ်ချုပ်ခဲ့တာသူကိုယ်တိုင်ကအနစ်ပေါင်း33နှစ်ကြာ1989ခုနှစ် နစ်ပေါင်းတုံးစတုံးကြတော့ကအုပ်ချုပ်ခဲ့တယ်ပျော်ရွေပဲပိပိအရကန်တွေပဲပိပိမွန်တွေပဲပိပိရှမ်းတွေပဲပိပိနေထိုင်ပြီးသားလူတွေကိုသူကစစ်ရေးအရအနိုင်ယူတဲ့အတွက်ကြောင့်သူကပထမမြန်မာနိုင်ငံကိုစတင်တည်ထောင်တဲ့လူလုံးကျွန်တော်အစားထဲမှာတင်ရတာဖြစ်တယ်စစ်ရေးအရအနိုင်ယူတဲ့လူကမြန်မာနိုင်ငံကိုစတကယ်စတင်တည်ထောင်တာလားဆိုတာလေးကိုတော့ကျွန်တော်အာစင်စားစရာတော့ဖြစ်မယ် ဆိုတော့ဒီအခုချိန်မှာအာရကန်တွေကပါပြောလဲဆိုတော့မြန်မာနိုင်ငံဟာကျွန်တော်တို့အစအသင့်တည်ထောင်ခဲ့တဲ့နိုင်ငံဖြစ်တယ်။ပြူပီးရန်သူကအာရကန်ပဲဆိုတော့အခုချိန်မှာပြူလူမျိုးဆိုတာမြန်မာနိုင်ငံထဲမှာတော်တော်လေးရှာရဖို့မလွယ်ဘူး။ active ဖြစ်နေတဲ့လူမျိုးတွေထဲမှာအရကန်ကရှိအကြအဆုံးဖြစ်တယ်ဆိုတော့အရကန်တွေကမြန်မာနိုင်ငံဆိုတာငါတို့တည်ထောင်တဲ့နိုင်ငံပဲမြန်မာနိုင်ငံမှာကိုးကွယ်တဲ့ဘောရဘာသာလဲငါတို့အရကန်တွေရဲ့ဘာသာပဲ သူတို့ကအဲ့ဒါပြောတာဖြစ်တယ်။ဘာကြောင့်အဲ့ဒါပြောတာလဲဆိုတော့ခုနပြောတဲ့အရံအနော်ရထမင်းကအာရကနိုင်ငံကိုစစ်တိုက်လို့တင်းကြီးကိုခဲတဲ့ဘူရာရုပ်ပွားတော့ဟာသူကပကံကိုယူယူသွားခဲ့လို့အဲ့ဒါကြောင့်အာရကန်တွေကဘာသာတရားတော်ငါတို့ပိုက်တယ်လို့ပြောတာဖြစ်တယ်။ပြီးတော့အာရကန်ကထပ်ပြောတယ်ခင်ဗျားတို့ရေးတဲ့အစာမြန်မာစာအာရကန်ကနေစင်တလာတဲ့အခရာတွေပဲလို့ပြောတယ်။ဒါပေမဲ့အဲ့ဒါလေးကိုတော့အတိအကျပြောလို့မရပါဘူး။မြန်မာစာနဲ့ရခိုင်စာ sister language လို့ခေါ်တယ်မိခင်တူကအနေပေါက်ဖွာလာတဲ့ညီကူမောင်နှမအဲ့လိုမျိုးပဲတတ်မှတ်ရတယ်ဘာကြောင့်လဲဆိုတော့သူကပြူပွားချီခံတဲ့အင်္ဂလိပ်အခရာကိုပေါင်းစပ်ထားတာချင်းအတူတူဖြစ်တဲ့ကြောင့်မြန်မာဘာသာစကားရခိုင်ဘာသာစကားမှာအဆင်သင့်လာရဆိုတော့ဘယ်သူမှပြောလို့မရဘူးအထောက်အထားမရှိဘူးစာထဲမှာကျွန်တော်တင်ခဲ့တဲ့အရာရအခုမှကြောက်စာစာထဲမှာဘာပါလဲဆိုတော့ မွန်မြန်မာချစ်ချင်ကြီးကိုအစားပေးဆောင်ရွက်ခဲ့တယ်ဆိုတဲ့ဟာတွေမွန်မင်းသမီးခင်တို့ကိုအာ မိဖယားမြောက်ခဲ့တယ်ဆိုတဲ့ဟာမျိုးတွေဘာကြမ်းလဲဆိုတော့မြန်မာတွေကစိတ်ရအရလောလောဆယ်တခဏနိုင်ပြီမဲ့အာဒီအနော်ရထပကံနင်းဆက်တွေကမဟုတ်ချုပ်ခင်ကလေးကမွန်မာလဲသူဟာသူအုတ်ထုတ်တဲ့လူတွေရှိတယ်ရခိုင်မာလဲသူဟာသူအုတ်ထုတ်တဲ့လူတွေရှိတယ်ဆိုတော့သူတို့အချင်းချင်းကြားထဲမှာတိုက်ပွဲတွေမရှိအောင် လူမျိုးတစ်မျိုးနဲ့တစ်မျိုးတဲ့မျက်စွာနေထိုင်နိုင်ဖို့သူတို့ကဒီလူမျိုးချစ်ချင်ရေးတွေလို့တဲ့အာမိသူတို့ရဲ့အမင်းသမီးတွေကိုမိဖျားမြောက်တာမျိုးတွေရှိတယ်ဒီအချက်အလက်လေးတွေကိုကြည့်မယ်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာအမြန်မာနိုင်ငံကိုစတင်တည်ထောင်တဲ့လူဟာလူမျိုးတစ်မျိုးထဲပဲမဟုတ်ဘူးမြန်မာနိုင်ငံမှာကျွန်တော်က ancient ဘာကျွန်တော်ကအာစီအကြအဆုံးဘာအဲ့လိုမျိုးပြောစရာမရှိအောင်ကိုအာဒီတမိုင်းအချက်လက်လေးက ထောက်ပြထားတာဖြစ်တယ်ငါတို့ကအလိုမျိုးကြီးနေတို့ကတော့ဘာမှမဟုတ်ဘူးအဲ့လိုမျိုးပြောစရာလုံးဝမရှိဘူးမြန်မာနိုင်ငံမှာကျွန်တော်လူမျိုးချင်းချင်းတွေကြားထဲမှာဖြစ်ဖြစ်ကိုယ်ပြတဲ့ဘာသာတရားတွေကြားထဲမှာပဲဖြစ်ဖြစ်မတူကိုယ်ပြတဲ့ခံယူချက်တွေထဲမှာပဲဖြစ်အားလုံးတက်မြက်စွာနေထိုင်ဖို့တန်းတူအခွင့်အရေးအပြောင်းအလဲနဲ့အတူနေထိုင်ဖို့အရန်အရေးကြီးတာဖြစ်တယ်တမိုင်းဆိုတာတော့မဏိတဏိကာမှာဖြစ်တဲ့အကြမ်းရမဟုတ်ဘူး နစ်ပေါင်းထောင်ချီကြတဲ့တမိုင်းတွေဖြစ်တဲ့တော့ကြောင့်ဒီကျွန်တော်လေ့လာတဲ့အချက်အလက်တွေနဲ့တကယ်ဖြစ်ပြတဲ့အဖြစ်အပျက်တွေက အကွယ်ရွေးရှိနိုင်တဲ့ကိုယ်မှရှိတဲ့တမိုင်းအချက်လက်နဲ့သူ့မှာရှိတဲ့အချက်အလက်လေးတွေလည်းကွဲပြားနိုင်တယ်ဖြစ်တဲ့တော့ကြောင့်ကျွန်တော်မှမားတာလေးများရှိရင်လည်းခွင့်လွှတ်ပေးဖို့အားလုံးကိုတောင်းဆိုချင်တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့တော့တမိုင်းကို share လုပ်ရတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်